စကိုင်းတိုင်းစလင်းကြီးမြို့နယ်ထဲမှာရှိတဲ့တရုတ်ဝမ်ပေါင်ကျင်းနီစီမံကိန်းတဲ့ကိုအော်တိုဘာလ23ရက်နေ့ညကတော်လေအိတက်တွေကရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်စီမံကိန်းဝင်ထဲမှာပောက်ကွဲမှုဖြစ်ပြီးတော့မီးလောင်ခဲ့တယ်လို့အနီးနားကဒေသခံတွေကပြောပါရယ်။ရှော့တိုက်ဒုံးပောက်ကွဲပြီးကုမ္ပဏီထဲမှာအချက်ပေးအော်အော်တဲ့နေတညလုံးစုညံ့နေတယ်လို့ရုံးဝင်းစံကတ်တွေဖြစ်နေတယ်လို့ဝမ်ပေါင်ကုမ္ပဏီအနီးနားမှာနေထိုင်သူတွေကနေသိရပါရယ်။ ဝမ်မောင်ကျင်းနီစီမံကိန်းအထက်မှာရှိရဲစစ်တပ်ကအနီးနားကကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေလို့တော်လရေးတပ်ဖွဲ့တွေကစီမံကိန်းတွေကိုပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စီမံကိန်းအတွင်းမှာကြာရောက်ပောက်ကွဲခဲ့ရလို့ဆိုပါတယ်ပစ်ခတ်တဲ့ရှော့ဒိုက်တုံးအလုံးကြီးများပြီးတော့ထိခိုက်ပျက်စီးတဲ့အသေးစိတ်ကိုတော့မသိရသေးပါဘူး တရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းကစစ်တပ်ကိုလုံခြုံရေးအတွက် ခေါ်ထားပြီးတော့အဲ့ဒီစစ်တပ်ကအနီးနားကခြေရွာတွေကိုစစ်ကြောင်းထိုးတာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုံ့ဆော်နေရလို့ဒေသခံတွေကပြောပါဗျ။အော်တိုဘားလ22ရက်နေ့ကလည်းတရုတ်ဝမ်ပေါင်ဂျင်းနီစီမံကိန်းအတွင်းကနေထွက်လာတဲ့စစ်သားတွေကရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဝမ်မေးခြေရွာဒေသခံတယောက်တနက်ကြီးထိမှန်ခဲ့သေးတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။